။စုပြည့်ရဲ့မင်္ဂလာပွဲပြီးသွားပြီမေ။ဇေယျတို့မင်္ဂလာပွဲရှိလာတာကြောင့်မင်းသားမင်းသမီးတွေအားလုံးစိတ်ပျက်နေရတယ်လို့ဖွင့်ဟလာ။ကေပရိသတ်ကြီးတို့ရေပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတင်မင်းသားမင်းသမီးတွေအားလုံးမဖြစ်မနေသွားရတဲ့စုပြည့်တို့ရဲ့မင်္ဂလာပွဲ6ပွဲလုံးကိုခက်ခဲနာနာနဲ့ကြီးတည်တည်ကျပခဲ့ကြတာပဲဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကြီးကျင်းပတဲ့အခါမှာလည်းမင်းသားမင်းသမီးတွေအကုန်လုံးတက်ရောက်ပြီးတော့လက်ပွင့်ငွေဇက်တိုက်ပေးရတာမလို့စုပြည့်တို့မင်္ဂလာလက်ပွင့်ငွေဟာသိန်းပေါင်း6000တိရရတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။ဒီလိုပြောမင်္ဂလာပွဲဇက်တိုက်ကျင်းပထားခဲ့ရတဲ့အချိန်မှာပဲ ဦးနဲ့ကလေးစုံတွေဖြစ်တဲ့ဇာရတို့ကလည်းတခဏတခါမင်းလာဆောင်ကြတော့မှာပဲဖြစ်ပါရည်။တို့နေရာလုံးကလည်းနှုတ်ပညာအောင်နမသားရီနဲ့ရင်းနှီးချမ်းဝင်ချသူတွေဖြစ်တာကြောင့်တို့မင်္ဂလာပွဲမှာပန်ကျဲပေးဖို့နဲ့တို့သားရံလုပ်ပေးဖို့တောင်းဆိုလာခဲ့ပေမဲ့တငယ်ချင်းတွေကတော့ငါတို့ပွဲတွေဇက်တိုက်များနေလို့တို့သားရံမလုပ်ပြရစေနဲ့လို့ဒီပါပြောလာခဲ့ကြတာပဲဖြစ်ပါရည်။အဲ့ဒါပြင်ချို့သောတငယ်ချင်းတွေကလည်းဇာရတို့မင်္ဂလာပွဲကိုမလာတော့ပဲနဲ့လိုင်းပေါ်ကနေသာဂုဏ်ပြုပေးစရာစီလို့ပြောလာခဲ့တာကြောင့်ဇာရတယောက်တော်လေးကောင်းစားနေကြတာပဲဖြစ်ပါရည်။ ဒါကြောင့်ပြည်သက်ကြီးတို့လည်းမင်္ဂလာပွဲကျင်းပခြင်းပြင်မယ်။လူမင်းအားနည်းနေတဲ့ဇီယားတို့ဆောင်တွဲလေးကိုအားပေးသွားလိုက်ကြပါအောင်ရှင်။